ကြီးကနေမှာမျက်နှာပိုင်းကနေမျက်ပိုင်းကနေစပြီးဒေါ်ကုန်းကိုသုံးလုံးကြီးချလာပါဆိုနေ6 6လက်ကုန်းနဲ့မှတ်တင်းနဲ့ကိုတခါလိုက်သုံးလုံးအားလိုက်တော့ကြာတဲ့ခါကျတော့ဒီစွတ်ပြင်းညမခံနိုင်တော့ဘူးလေ။ဟုတ်ကဲ့ဟုတ်ကဲ့။ဒီညောက်ညနေမှာစွတ်ပြင်းညကျုံပြီ။อืมစွတ်ပြင်းကျုံတော့တအားသွေးရင်းကြီးဖြစ်သွားပြီ အားဆုံးရင်းစရာဖြစ်သွားတဲ့အချိန်မှာအဲ့ clip ရင်ကျော်ပြီးတင်းနေကြနေတယ်ကျွန်တော်နဲ့စကြောင်းနဲ့ကျွန်တော်စကြောင်းပေါ်ကတိုးနေပြီဟုတ်ကဲ့တိုးနေပြီကျွန်တော်တို့ကကျွန်တော်တို့လည်းရောက်တော့မယ်ခုခံတာလုံးဝသူတို့ကလည်းတစ်ချက်မှမရောဘူးဒါပေမဲ့ဒီဘက်ကတော့အမြန်လာပါပဲသူတို့ပြောတာလေစိတ်ကြရတော့တော်တော်တစ်ပွဲလုံးကြက်ကြန့်ခိုင်းနေကျွန်တော်ကလည်းဖုန်းလုံးဝမချအောင်သူဖုန်းမရရင်သူ့ဆွေမျိုးဖုန်းခေါ်တယ်ရတဲ့ဖုန်းခေါ်ခေါ်ပြီးတော့လူကြီးတွေကိုလည်းကြင်ပြတယ်လူကြီးတွေကလည်းအကုန်လုံးတောက်လျှောက်လုပ်ပေးပါတယ်နော်အဲ့ဒီကတော့သူတို့မှာ ဒီကအဲ့နေရာသူတို့တက်တည်ကျသွားတာကတော့လေချောင်းပေါ့လေချောင်းကိုတော်တော်လေးယူတာသူတို့ကျေးဇူးတင်ရမှာကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟိုလိုအပ်တယ်လို့အချိန်ကြာကြီးနေချိန်ကြာကြီးချိန်ကြာကြီးမှာချိန်ကြာကြီးကျွန်တော်တို့ဟိုတိတလောက်တိုက်ပွဲတွေအများကြီးကြုံနေတယ်မရဟန်းရေပေါ်မှာအလောက်ကြာကြီးဝဲပြီးတော့အလုံးလုံးပြေးတာကျွန်တော်မတွေ့ဘူးဟုတ်ကဲ့ဗျာဟုတ်အနောက်ဘက်မှာတော့တော်တော်လေးဘာလို့လဲဆိုတော့ဒါချက်ခံပြီးတိုက်နေတဲ့ပြည်သူစစ်ကိုတက်မလို့ပြောရတာလဲမဟုတ်ပြည်သူစစ်လုံးဝမကြကြရဘူးတိတ်နေအကုန်လုံးပြီးတယ်ဟုတ်ကဲ့ဗျာ ။နောက်ကျွန်တော်ငင်းကြမှာကြားနေလူကြီးဆိုရင်သူကဒီကလေးတွေအတန်ကြားပဲသူတော်တော်လေးကိုစိတ်မကောင်းဘူးပြောသူ။တောက်လျှောက်သူပြောပြတာ။ဟုတ်ကဲ့ဗျာ။တောက်ပြကူ။ဟုတ်ကဲ့။ဒီကြောင့်ပြကူကလည်းတောက်လျှောက်ပြီးတယ်။သူကလည်းကြီးအပြည့်ထက်ရောက်တာနဲ့တော့တောက်လျှောက်ခုခံတယ်။ဟုတ်ကဲ့။အဲ့မှာကြောဘုံကတောက်လျှောက်ပြွင့်သွားတဲ့အချိန်မှာပြီးတော့အဲ့ဒီဟိုဖျားစင်တောက်မှာကတ်နေတဲ့ဟာတွေလည်းအဖျားစင်ကိုရအောင်ကြည့်တယ်ဆိုတော့ ဲမှန်ဖြစ်နေတော့ညာလောက်ကြတော့သူကောင်လေးလည်းလက်ပန်းကျသွားပြီသူတို့ဖြူလာလေသူတို့ကစိတ်ရပါလို့ဆိုဟိုတောင်းတာဒီဖြစ်ဖြစ်အင်အား25ယောက်လောက်ကိုသူတို့အင်အားရှားကြည့်ပိုင်းနဲ့လာတော့မရဘူးသူနဲ့စိတ်မှာသူတို့မှာသူတို့မှာတော့တော်တော်လေးစိတ်ကကြာသွားမှာလို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့အဲ့မှာတော့သူတို့ဘယ်တော့သေးသွားလဲမှာအဲ့အဲ့ရွာတောင်းတာသူကတော့အမကျွန်တော်ပြောအမကျွန်တော်ပြစ်တာသိတယ်အပုံဆွဲတာအပေါ်လင်းနဲ့လည်းထိတယ်လေလင်းရ ဝိုင်းတော့တောက်လျှောက်ပတ်ချပြီနဲ့ကိစ္စရောအဲ့လေကောင်းအထီးရဟိုကောင်းလေရရမယ်ဒီလိုတုံးပဲဒီအဲဒီမှာအကုန်အနှံ့ရချိန်လို့ကြီးရလဲအပြည့်နဲ့ဆိုတော့ကြီးတာဘောကောင်းလေ50တော့နည်းဆုံးอืมသူတို့ကတော့အဲ့တော့ဘယ်တော့မှတည်တယ်ပြောမှာမဟုတ်ဘူးအခုကတော့သူတို့ကတည်တယ်မပြောဘူးကျွန်တော်တို့က line ပေါ်မှာ TikTok မှာကြီးနေတော့ဟိုနားမှာအုပ်စု10လုံးဒီနားမှာ10လုံးဟိုနားမှာ9လုံးမိညာရွာလေးတောင်လာရွာလေးအကုန်လုံးမှာအတုပရီလုံနေတာသူတို့ကြိတ်ပြီးတော့ဟိုရွာမှာ3လုံး ီးွားမှာ9လောက်ခုနောက်ပိုင်းပူတောင်တိတာသေးတယ်ဒဏ်ရာရတဲ့လူတွေနောက်ပိုင်းမှာအတူပါတွေထက်နေတာပဲအဲ့တော့သူ့ဘာသူ့ဘာရစားတယ်အလုံးရနေတာပေါ့အမှန်လေသူတို့မရနိုင်ဘူးပေါ့အဲ့လိုမျိုးသူသူ့ဘာရစားတယ်အဲ့ဘက်မှာအလုံးရနေတာပေါ့ဟာသူ့ဘာရစားလုံးသူတို့ကအခုချက်ပိုင်းအခုနားသွားတယ်ဆိုတော့သူ့ဘာရစားလုံးလုံးမျိုးပြီးပါကြံနေတယ်မသိဘူးအဲအဲ့တော့အဲ့တော့အမကျွန်တော်တို့အမအမြင်နဲ့ရောလက်ရှိဒီတောင်းတာမြင်းကြံမလိုက်နှထိုးကြီး အဲ့အဲ့တိုက်ပွဲမှာပေါ့ဒီစစ်သွေးကြွတဲ့အခြေအနေဘလို့အဆုံးသတ်လိုက်ရလဲဒီဒီတကြောမှာဒီ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 တပွဲပေါ့ဒီတပွဲမှာတို့မှာသူတို့စိတ်ကြကြခြင်းနဲ့ရင်ဆိုင်မှာပေါ့သူတို့မှာဟိုကြီးဆိုတာကလည်းသူတို့မှာစိတ်ယုံရှိတာမဟုတ်ဘူးလေဟုတ်ကဲ့စိတ်ယုံရှိတာမဟုတ်လေသူတို့ကကြီးနေတာကြီးကြီးနေတာအခုသူတို့ပလန်ပြန်ဆွဲနေတာပေါ့ပလန်ပြန်ဆွဲနေတာဆိုတော့အဲသူတို့ကခရိုင်စစ်စင်ရေးဆိုပြီးတော့စစ်စင်ရေးတရက်ကြီးခေါ်ဆောင်တော့အင်အားအလုံးကြီးတော့ဘက်ကမျက်နှာဘက်ကစပူရောမကွေးရောရေစကြိုးအားအိမ်ထဲကအကုန်လုံးလာပြီးပူလာမှမြင်ကြမှာ အဲတခန်းတစ်ခုမှသူတို့ရာသွားတယ်ဆိုတော့တို့အလံမထူနိုင်ဟုတ်ကဲ့ဗျာဟုတ်ကဲ့နော်အလံလည်းမထူနိုင်ကျွေးလည်းမကျွေးတော့မင်းညာဆိုတော့ကတ်ကိုမကတ်တော့ဘူးကတ်ကိုမကတ်ရတော့ဘူးကျွန်တော်တို့ကလည်းကျူတိတယ်လေကျွန်တော်တို့ကလည်းအထောက်အပံ့အားယူကျူတိတဲ့ခါကျတော့လာကိုမကတ်ရဘူးလာကလည်းကျွန်တော်တို့ကမပြောဘူးကျွန်တော်ဆိုလည်းပုံနဲ့စိန်ခေါ်နာပဲလာကလည်းဒါမများနဲ့လာကကျွန်တော်တို့ကတော့ဟိုတောင်းတာလေ သူကတော့မနိုင်ရဘူးဝန်ထမ်းတွေဝင်ဖမ်းသွားတာလေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်၁၁ရောက်လို့၁၁ရောက်လို့ပြောတယ်ဟုတ်တယ်သူတို့ရေတိုးထုတ်ပြီးပြောတာဟုတ်တယ်ဝန်ထမ်းတွေပါဆိုင်လို့အဲ့ဒါစစ်စီနေနေမှာမဟုတ်ဘူးအဲ့မနိုင်မနိုင်နိုင်တာရှောက်ပတ်လို့တာဒီခရိုင်ချစ်ချင်းလေးဆိုပြီးထောထောင်လိုက်တဲ့နေရာမှာရလက်မှာသူတို့မှပြကြရမရှိခွက်ခေါက်ကြရမရှိဟုတ်ကဲ့အဲ့လိုပုံစံဖြစ်နေတဲ့အခါကျတော့ဟိုနောက်တကြောကိုသူတို့ပြန်လုပ်ဖို့ဆိုတာသူတို့တော်တော်အချိန်ယူရမှာပါအချိန်မှာကျွန်တော် ဟိုတက်တော့စကြောင်းနေဝင်ပြီးတော့ထိုးစစ်ချင်မယ်ဆိုတော့အကောင်းဆုံးချိန်ပဲဒီချိန်ကကျွန်တော်ကျွန်တော်အမြင်ပေါ့ဒီချိန်ကြီးအကောင်းဆုံးထိုးစစ်ချင်တဲ့အချိန်ပဲဟုတ်မထိုးကအကြောင်းဝင်နေဆိုကျွန်တော်တို့ငင်းပြန်တောင်းတာပိတ်ဝင်ပလိုက်လို့ပိတ်ဝင်ပလိုက်ဆိုအခုကျွန်တော်တို့အဖွဲကြီးကိုရနေတာဟုတ်ကဲ့အဖွဲကြီးကိုရနေရဲ့ပြီးတော့အခုတို့ကခုမဲနေတာဒီတော့မထိုးမပြတ်မပြတ်မပြတ်နဲ့တို့ဟုတ်တယ်နထိုးကိုတို့ခွာလိုက်ကတ်လိုက်လုံနေနော် ဟုတ်တယ်မမထိုးမဲနေလေကကျွန်တော်အခုရတာနဲ့တည်နေရဒီဘက်နေမြေမှာရှိနေကျွန်တော်တို့တောင်တာနဲ့အအဓိကတော့တောင်တာပေါ့နော်တောင်တာနဲ့မထိုးတွေကတော်တော်လုံးနေမိမိကသကပအဖွဲ့ကြတော့သူကသူနည်းနည်းလေးကိုယ်ရတယ်သူကြတော့အဲ့လိုမျိုးရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုဆိုတော့သူကတောင်တာအဖွဲ့တော်ညာဒီမထိုးကြီးမှာသွားလုံးသားပြီးတယ်အခုအင်းအင်းအင်းဒါတော့ဒီလိုမထိုးကြီးမှာသွားလုံးတော့မထိုးကြီးကိုဘယ်နေသူတို့ပြန်လုံးမလဲဆိုတော့အချိန်ပြန်ပလန်ချမယ်ဟုတ်ကဲ့ဟုတ် အလန်ချနဲ့ဒီချိန်မှာကျွန်တော်တို့တချောင်းနေဝင်နိုင်ပြီဆိုတော့ OK တယ်တကြောလုံးရှင်းရမှာပေါ့နော်ကျွန်တော်ကအခုဟိုဒီနန်းနေတောင်မှာကျွန်တော်တို့မခွာဘူးလေပုရိထိုင်နေကျွန်တော်လို့ဆိုတော့ဒီနန်းနေတောင်ကနေတောင်လာပြီကိုကျွန်တော်ဖောက်ချင်တယ်လေဟုတ်ကဲ့တောင်လာဘက်ကလှုပ်ရှားပြီးဖို့လည်းလိုတာပေါ့တောင်သားကနေလှုပ်လှုပ်ကျွန်တော်ကဒီကနေလှုပ်ဒီလောက်ပြန်ရှင်းရမှာတကယ်လေဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုနေသားရှိတယ်သူတို့ပြန်ပြီးငလန်ဖြူဖို့တော့တော်တော်ချိန်ယူရမယ်အခုကတော့ တို့ဒီရပိုင်းမှာအားကျိုးမှန်တဲ့အားခဲထားသလောက်တို့ပဲလေးရေတွန်တယ်လို့ဖြစ်သွားတဲ့အနေသားမှာကျက်လေဥမောဘွားတို့တော်တော်လေးလုံးယူအောင်ကျွန်တော်ထင်နေတော့တာအဲ့တော့ဒီဒီဘွားမှာဒီစစ်သွေးကြောင့်အုပ်စုတွေတော်တော်ကြီးအတော်အတော်ဆုံးပေးရဆိုတဲ့သဘောပေါ့အတော်ဆုံးပေးမဲ့သူစိတ်သက်တည်ပြတ်ပြားသွားရဆိုတဲ့သဘောပေါ့နော်အမဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီလိုတက်ကြည့်ဆိုရင်လည်းအာသူတို့တန်ရာရတာတွေလည်းများတော့အခုရှိကူးနဲ့အပိုင်းသူတို့လုပ်နေကြတာလေဟုတ်ကဲ့ အဲဒီမှာခရိုင်စစ်ချင်းရေးဆိုပြီးလာထိုင်တာကျွန်တော်တို့မြင်းကြံမျိုးအရင်ဟို2020ယူကောက်ပွဲကလွတ်တော်ကိုယ်စားလှယ်လေမြန်မာလွတ်တော်ဒီလွတ်တော်ကအောက်အောက်လို့လက်ပေါ့သူကလည်းကိုဆောင်တာဒီ MG ခုလက်ရှိသူကဒီကျွာဘက်မှာရှိရလေဟုတ်ကဲ့ကျွာဘက်မှာရှိရအဲ့လိုမမသေးသေးဘူးအဲ့လိုမသေးသေးဘူးဟုတ်လားမသေးသေးမသေးသေးသူကြံတယ်သူသူမင်းကြံတယ်သူမင်းကြံတယ်အဲ့ဒီအဲ့ဒီခေါင်းဆောင်အမလည်းအမလည်းဆက်နေရှင်းပါလားအမမရှင်းရင်လည်းအဲ့ဒီခေါင်းဆောင် ဘလုံးဘလုံးပါအဲ့ဒီအဲ့ဒီအဲ့ဒီစစ်သွေးကြောင်ခေါင်းဆောင်အမလက်ချက်နဲ့အမလက်ချက်နဲ့မရှင်းရှင်းလားလို့အာရှင်းရှင်းတာပေါ့ဘာလို့လဲဆိုသူတို့ကဒီနည်းလမ်းမှာရှင်းနေကျွန်တော်လူငယ်လူငယ်တွေတည်စီအောင်လုပ်တဲ့အမှားဆုံးသူတို့ကနံပါတ်1ခေါင်းဆောင်ပဲလေဟုတ်ကဲ့နံပါတ်1ခေါင်းဆောင်ဒီလူငယ်လူငယ်တွေတည်တဲ့အတွက်အပြည့်ရှိတော့ဒီလူပဲလေဟုတ်ကဲ့အခုထိလည်းသူတို့ကဒီတိုက်ပွဲကြီးပေါ်ဆောင်တာကြီးရွာမာကြီး တို့အမိတ်ဒီနဲ့ခရိုင်စစ်စစ်လေးခရိုင်ရညောကြားကြက်ဆိုပြီးဖမ်းတယ်ကြီးရဲ့လှုပ်တယ်တတ်တယ်ဖြတ်တယ်ဆိုတော့ငါ तू ကမိန်ပေါဟုတ်ကဲ့ဗျာ तू ဒီအဓိကအဓိကမိန်တရခံတယ် तू ကအဲ့တော့ဗျာကျွန်တော်ကဟုတ်ကဲ့ပါဖြစ်နိုင်တော့ကျွန်တော်လက်လက်တော့တတ်ချင်တာပေါ့ဟုတ်ကဲ့ဗျာဟုတ်အဲ့တော့ကျွန်တော်တို့ကဒီဒီနှထိုးကြီးတောင်းတာမြင်းကြံမလိုက်တက်ဘူးကကျွန်တော်တို့တက်ဖို့ကဒီအကြမ်းဖက်တွေကိုအများကြီးရှင်းလင်းနိုင်ငယ်ဆိုတဲ့ဒီရလက်ပေါ့နော်နောက်ဆိုဒီလိုမျိုးပြောနိုင်မလားမပြောနိုင်တာပေါ့ကျွန်တော်တို့နှထိုးထင်းလဲဒီလိုပဲစီရေးရကျွန်တော်တို့ကစကန်းကို ပေးရပေးလိုက်ရတာမဟုတ်စုတ်ခွာတဲ့စုတ်ခွာမယ်ပြီးရင်ဟောလာဟိုကို့အဖွဲ့တကယ်ပေါင်းမယ်အင်းအများအောင်ပေါင်းမယ်ပြက်လက်သူ့ကမဒါကမိကျူအမှန်ပဲလေဟုတ်ကဲ့ပါဗျာဒါပဲလောက်သွားတာရှိရဟိုသခိုင်းပါသွားတာဘာလို့မရှိဘူးအခုကျွန်တော်တို့လက်ထိုးကဝယ်လီသခိုင်းကိုဘလောက်တောက်ခံနေတော့အေးရအားပြီးအကျေကြီးမဟုတ်ဘူးမှန်ပါဗျာမှန်ပါကျေကြီးမဟုတ်တဲ့နေရာမှာရန်သူအင်းအားအလုံးရင်းနဲ့မိကကောအဝေးရောတောက်လျှောက်ကြီးလုံးနေတာတော့မလုံးဝအိုက်မှန်ရှိနေတက်မလို့သားရဲ့ရဲရဲလုံးဝတက်တက်တက်ခိုင်နေအခုဒီ ်ဟုတ်ကဲ့ပါလုံးဝတက်ကြတယ်လုံးဝအဆုံးမပေးဘူးကျွန်တော်ဟိုထားလိုက်အဲ့မှာစစ်တီညာ၁၀၀ကြည့်တယ်ဒါလက်ကိုက်နဲ့ကောင်300လောက်ရှိတယ်300 400ပတ်ချလေးနဲ့အလှကြချနေကြတာသူတို့ကဟုတ်ကဲ့ပါဟုတ်အဲ့ဟောနေရောညာရောနေရောညာရောတက်ပြန့်ခိုင်ပြီးတော့မှရင်းဆိုင်နေတာနထိုးနဲ့ဝလူကနထိုးအဲ့နဝလူစကန်းကရဲနဲ့ရဲနဲ့တတ်တော်သားတွေတော်တော်စိတ်သက်လဲကြန့်ခိုင်နေအတွေ့အကြုံလေးရင့်နေတာကိုသူတို့ကဘာလို့လဲဆိုခဏခဏလာလာပြီးတော့တန်းမိကြိုက်နေတွေ့အကြုံနေနောက်တော့ အဓိကတော့ဟိုစမ်းမဲ့တိုက်တိုက်တကယ်ပဲတိုက်တိုက်ပိတ်တဲ့ကြမ်းခိုင်မှုရဲ့တကယ်ရေချင်းပြေးွားနဲ့ရဲနဲ့တက်မတော်သားနဲ့ပေါင်းထားဆိုတာကဒီဝလိစကံမကြောက်ဟုတ်ကဲ့ပါမဟုတ်အဲ့တော့ကျွန်တော်ကတော့ဂုံကြီးပဲအဲ့တော့ဒီစကံတက်မလို့သားရောရဲရောကျွန်တော်ကတော့ဒါတော့ကျွန်တော်တို့မြင်းချက်ပြည်သူ့စစ်ကောင်းဆောင်ဒေါ်တီတာယုမနဲ့အင်တာဗျူးဖြစ်ပါတယ် Thank you